ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကဒေါခင်ဝင်းမှာဒေါခင်ဝင်းဟုတ်ပြီအသက်80 80ရောက်တွန်တေးပါဆရာကြီးဘယ်မှာနေလဲတွန်တေးရပါဩရန်ကုန်တိုင်မဟုတ်ဘူးရန်ကုန်တိုင်ဟုတ်ဆရာကြီးရှင်နဲ့လမ်းလျှောက်ရတာတဲ့ခက်ခဲလာလို့ပါတဲ့ဟုတ်ပြီဗျာတစ်နှစ်လောက်ရှိပါပြီတဲ့80ဆိုတော့လည်းပဲခက်ခဲနေပြီပေါ့เนาะဟုတ်ကဲ့ဆရာကြီးဟိုမြတ်စွာဘုရားပြောသလိုပြောရတော့ ဒါယောဂါလို့သိမသက်မှတ်ပါနဲ့ဟုတ်ကဲ့ဆရာဦးနာပါဦးနာဟုတ်ကဲ့ဆရာဦးနာဆိုတစ်ပင်နေလို့ပေါ့ကိုနဲ့အတူတူကိုနဲ့တက်တူရေတော့တစ်ပင်နေကြည့်ရင်အဲ့တစ်ပင်နေကိုအသက်30လေးဆောက်ကနုပြူနေသလိုတစ်ပင်နေနုပြူလန်းဆန်းပြီးတော့စူပြေတာပေါ့နော်ကြီးလာတော့ဘလိုဖြစ်လာလဲပတ်ကြဦးနာ6လိုက်ဟုတ်ဒီနားပကြအဲ့လိုက်အခေါက်ကကွာလိုက်အကိုင်းကကျိုးလိုက်ပေါ့ဒါမှမဟုတ်ဒါစိတ်ပြည့်စရာမဟုတ်ပါဘူးဟုတ်ကဲ့ဆရာဒါ ဤကဝလောကထဲမှာရှိမြဘေဘာသာကူးဝဲကူးဝဲဘယ်လူမျိုးဖြစ်ဖြစ်တောင်ပေါ်ဒေသနေနေမြေပြန့်ဒေသနေနေဆင်းရဲဆင်းရဲချမ်းသာချမ်းသာအူနာတော့လူလက်ခံစားရပါတယ်ဟုတ်ကဲ့ပါဆရာကြီးဘာကြောင့်ဆိုမွေးရတဲ့မွေးလာရခြင်းကအူရာရဲ့နာရာရဲ့သီတာအတွက်လို့မြတ်စွာဘုရားဟောတယ်ဟုတ်ကဲ့ပါဆရာကြီးနော်အဲ့တော့မသိမိစကြလေးမှာကုတလန်လောက်ရှိတဲ့ခန္ဓာကိုယ်လေးကိုကိုဘကိုစောက်ရှောက်တတ်တဲ့အခြင်းလေးရအောင်လုပ်ပါ ဟုတ်ကဲ့ပါခုလိုမေဖို့မေခြင်းအဖြစ်နဲ့ပဲအနေနဲ့အမြဘူသူရတိုးပါလိမ့်မယ်ဟုတ်ကဲ့ပါဆရာနောက်ထပ်လည်းပဲမေးစရာရှိရင်မေးပါဟုတ်ကဲ့ပါဆရာအဲ့လိုပဲဆရာတို့တတ်နိုင်ဆိုအကောင်းဆုံးဖြေချပေးပါမယ်လို့ပြောကြလို့ပါတယ်ဗျာဆရာကြီး तू ကလေတွေးစစ်ကြည့်တော့တဲ့စားတတ်လို့တဲ့ဗားတတ်လို့တဲ့စားတတ်တယ်စားတတ်ဟုတ်ဟိုအဲ့ဒါတော့လေစားတတ် လူမှန်သိရတယ်ပဲရစားစားလေးနည်းနည်းစားပြေပေါ့ဟုတ်ကဲ့ဆရာကြီးဟုတ်တယ်မလားဟုတ်ဟိုများများမဟုတ်တော့ အကုန်မငန်တော့ဟာဟင်းမျိုးစုံမငန်တော့မငပိရခန့်ငန်ငန်လေးပေါ့ဟုတ်ကဲ့ဆရာငပိရငန်ငန်လေးကိုတိုးစရာတည်းတိုးစားရင်ကိုဒီစားတတ်ကပြည်လာပါလေဟုတ်ကဲ့ဆရာအခုဆိုရင်လည်းပဲဦးရင်ဒီမှာစားအခဲလေးတွေရောင်းတယ်ဟုတ်ကဲ့ဆရာစားအခဲလေးတွေလေအဲ့စားအခဲလေးတွေ၃ခဲနဲ့၅ခဲတော့ပေါ့အဲ့လေးစားပြီးစားတတ်ကပြည်လာပါပါဟုတ်ကဲ့ဆရာ။စားတတ်ကဟုတ်တယ်။စားတတ်သိမ့်များလေသွေးတိုးတာတို့ လေငန်းတို့ဖြတ်ဆိုဆက်ရသိနေတယ်အဲ့လိုအားမရှိတော့တာတို့လမ်းမလျှောက်ချင်တော့တာတို့စကားမပြောချင်တော့တာတို့ဖြစ်တတ်တယ်ဟုတ်ကဲ့ဆရာကြီးဟုတ်ကဲ့လူခဏကိုစားမအလိုအပူအမြဲရှိနေပါတယ်နော်ဟုတ်ကဲ့ပါဆရာကြီးဟုတ်ပြီအဲ့မလျှောက်ချင်တာကိုမလျှောက်ဖဲနေရင်တော့လည်းမကောင်းဘူးပေါ့နော်ဆရာကြီးဟုတ်ပါတယ်မကောင်းပါဘူးလျှောက်ရပါမယ်ဟုတ်ကဲ့ဆရာကြီးအပြင်ထွက်မလျှောက်နဲ့ကိုယ်ရင်ထဲမှာကိုယ်လျှောက်ပါဟုတ်ကဲ့ဆရာကြီးလျှောက်တဲ့အခါမှာရိုးရိုးလျှောက်ထားတဲ့ကျမ်းမာရေးဖဏတ်တွေအခု သိခစားနေပါတယ်ဟုတ်ကဲ့ဆရာအကောင်းစားလေးရှိတယ်ခပ်ပိုးပိုးလေးလေးရှိတယ်ဘူးနဲ့အခုဆရာကိုစီးထားတယ်ဟုတ်ကဲ့ဆရာကြာမရဖနယ်လေးနော်ဟုတ်ကဲ့ပါဆရာအပြင်သောဖနယ်ကောင်းစားလေးပေါ့ဟုတ်ကဲ့ဆရာအဲ့တော့လူလူနမ်းလိုက်ပဲလူလူလူလိုက်ပါတယ်ဟုတ်ကဲ့ပါဆရာအဲ့လိုစီပါနောက်တော့ရေချိုးမဲ့ကိုရေချိုးကအဝါမှာလေဟုတ်ကဲ့ဆရာရေချိုးကအဝါလေးမှာတိုက်တွေဆောက်တော့သဲတွေပုံနာဗီလက်မီတွေပုံနာကျောက်စလစ်ခဲတွေပုံနာတွေ့တယ်နော်ဟုတ်ကဲ့ပါဆရာအဲ့ကျောက်စလစ်ခဲကိုစကားလေးတစ်ခုနဲ့တိုက်လိုက် တတ်ချလိုက်ဟုတ်အွယ်ပမာဏအပြင်ဘယ်လောက်လိုလဲဆိုမြေပဲစီမြေပဲစီလောက်မြေပဲစီလောက်ဟုတ်ကဲ့ပါစီကလေးပဲစီကလေးပဲစီလောက်အွယ်လေးတွေအဲ့လိုကြောက်စစ်လက်ခဲလေးတွေကိုယူကျွေးအဝမှာခင်ထားပြီးဘောင်လေးခတ်ပြီးတော့ဥကဲလေးလင်္ကာလုံးဘောင်ခတ်လိုက်ပြီးအဲ့ဒီမှာနင်းမှာရေချိုးကနေလေဟုတ်ကဲ့ပါဆရာစနင်းငါစားတော့နာသလိုလိုခန်းစားတော့နောက်ကျတော့နင်းရတာကကိုခန်းစားကြတဲ့အဲ့တိတ်ကောင်းသွားတယ် ဟုတ်ကဲ့ပါဆရာ။တော့じゃမနေမဲ့ကိုမနေနိုင်ဘူးပေါ့နော်။ဟုတ်ကဲ့ပါ။အဲ့လိုနေမှာ။ဟုတ်ကဲ့ပါ။စီးတဲ့ဖက်နာကလည်းဘာပါတဲ့ဖက်နာစီးမယ်။ဘူးလေးတွေပါတယ်။ဘူးလေးပါတယ်ကျမကြီးဖက်နာစီးပါ။ဟုတ်ကဲ့ပါဆရာ။အဲ့လိုနည်းနည်းနည်းပြင်ပေးလိုက်လို့ရှိရင်ရုပ်စွာပြင်ရင်နည်းနည်းချင်းပြင်ရတဲ့ကောင်းပါပါတယ်။ဟုတ်ကဲ့ပါဆရာ။ကျေးဇူးတင်ပါတယ်ဆရာကြီး။အားလုံးစာဝါနာကင်ပြရရှင်းကြပါစီဗျာ။